မိုးကျလာပြီဖြစ်ပါတယ်။နေုံဝါဆိုမှာမိုးကောင်းလာတာကြောင့်လဲရီဟာရေတင်နေပြီ။အမေဖြစ်သူနဲ့နှစ်ယောက်တည်းရက်တီနေရတဲ့မောင်တို့တယောက်ဘွားမဲဆိုင်ခီးမထွက်ဖြစ်တဲ့ရက်တီမှာကောက်ဆိုင်ပြုံနှုတ်နဲ့အလုံးများနေကြတယ်။မောင်တို့နဲ့တူပဲကောက်ဆိုင်တဲ့ကောက်ဆတ်သမားတွေဟာတနခါဘကကြာနဲ့ထမိန်ကိုတူတူဝက်ကတချင်းနဲ့တချို့ချောအော်ဆော်ပြီးတော့ကောက်ဆိုင်နေကြပါတယ်။အဲ့ဒီအုပ်စုနဲ့မောင်တို့တို့ဟာအတော်လေးကိုလည်းရင်းနေကြပြီ။တရွာတဲ့နေသူတွေဖြစ်လို့စကားပြောကြတာကလည်းအတော်လေးကိုပွန့်လင်းနေ။ တော့ကိုကြီးတို့အေးပြောလေကွာတော့ဘဲတော့မြမိမယူမလဲဟာဘာဖြစ်လို့လဲကွာငါမိမယူတဲ့ချိန်နေမရှိတော့မှာကိုစိုးရင်လို့လားအမေတေနာကြီးကျုပ်ကမရှိတော့ဘဲကိုသွားပြီးတော့တေးရမှာလဲဟာမသိပါဘူးဟာဒါဆိုငါ့ကိုဘာလို့မေးကြတာလဲနေတို့အုပ်စုကလေတွေ့တာနဲ့ဒါပဲမေးနေကြတာဟုတ်တော့ဟိုမှာကိုကြီးအုံတို့ကနှစ်ဖက်မိဘအတိပေးပြီးတော့ဇုံတွဲတောင်ခုန်နေကြပြီလေတော်ပဲမသိတာအေးဟာ ငါကြိုက်လောက်မဲ့အပြိုဒီရမှာမရှိသေးလို့ထင်ပါတယ်။အမလီနော်ပြောတတ်လိုက်တာကြော့ရှင်တွေဖြစ်ပြီ။ရွာသူကောင်းဆိုင်သမားတအုပ်ဟာမောင်တိုးကိုစားကြနောက်ကြပါတယ်။ဒီမှာတော့ကိုကြီးတို့ရဲ့အတော့ကိုမျက်စိတွေမှုံနေသလားဟမ်ကိုကြီးတို့မေပူးရဲ့စကားတုတ်ကဘာလို့မျက်စိမှုံရမှာလဲ။တော်ပဲမမြင်တာလေ။တုတ်တို့တွေကတော့တော်နဲ့လိုက်ဖက်မဲ့သူကိုမြင်မိတယ်။ဟေးဘသူများတော်ကွာ။ဟုတ် ရှင်ညိုလေးရှင်ညိုဟဲ့မသားမအဲ့ဒါငါနှမဟမပြောသင့်တာကိုမပြောကြစမ်းပါနဲ့နော်ငါနှရင်ကိုရိုက်ထက်လိုက်ရမေဘူးရဲ့စကားကြောင့်မောင်တို့ထပြီးဟောက်တဲ့ခါမှာတဟီတဟာနဲ့စားနောက်ရဲမောနေတဲ့ကောက်သမ အုပ်စုငြိမ်ကြသွားတယ်နေတို့ကငါတခါနဲ့ပြောထားမယ်နော် ရှင်ညိုနဲ့ငါကိုမစကြပါနဲ့ဟာသူနဲ့နန်းချိုင်းဆိုတာငါစောင့်ရှောက်ရမယ်ငါညမတွေပဲသူတို့နဲ့ပတ်သက်လာရင်ထပ်ဆိုင်ငါအဆိုးမဆိုးကြနဲ့ ဟုတ်ကဲ့ပါတော့ကျုပ်တို့လည်းဆင်ញင်ပါမယ်။မောင်တို့လည်းရှင်ညိုတို့ဘက်မှာမြမလေးလိုသဘောထားရှာတယ်။ဒါကြောင့်သူ့ကိုစားနောက်ခြင်းပေါ်အရန်ကိုစိတ်ဆိုးတယ်။ဒါဆိုတော့ကိုကြီးတို့တော်နဲ့လိုက်ပတ်မဲ့သူကို ကျုပ်တွေ့ထားတယ်။ကောင်းဆိုင်သမားအုပ်စုတွေကမဆက်ပြပြနဲ့မင်းငွေရဲ့စကားတန်းထပ်ပေါ်လာတယ်။ဘာတို့လဲ။ဘာတို့ရမှာတော့ဒီမှာလေ။ဒေါ်ရွှေဝါဝင်းကြီးအမ်မလီဘိုင်းတာမှာငါ့ကိုများဒေါ်ရွှေဝါဝင်းနဲ့ဒေါ်ကလမကထားအော်တယ်။ မဲတူးနေတဲ့သူ့ရဲ့အသားအကြောင်းသူ့ကိုတော်ရွှေဝါဝင်လို့ခေါ်ခြင်းပေါ်သဘောကျပြီးတဟားဟားနဲ့ရေမောကုန်တယ်။တရက်အဖွားရှိလားဗျအဖွားဝါမဲဆိုင်ရှိလားဗျဝါမဲဆိုင်အရှိစီကိုရွာသားငါအုပ်ရောက်လာပါတယ်။ဟေးဘသူတွေလဲကွဝါမဲဆိုင်ရဲ့အိမ်ဝိုင်းပြင်မှာဆူယုံယောင်ရှိနေတဲ့လူစုကြောင့်ပဲတကြီးဦးနောင်ချိုတို့တောင်ရောက်ချလာခဲ့တယ်။ဟာဒါကရွာတစ်ကလူတွေပဲအေးဟုတ်တာပဲနေပါဦး ခမရတို့ကဘာရဲကြီးနေလို့လဲရွာလူကြီးဥနောက်ချိုကမေးတော့ရွာတိရွာသားကနေပေါင်းတကြည်ရာကျို့တို့ဘွားနဲ့အရင်ဆုံးတွေ့ပြစေဦးဒီလိုပြောတော့တကြည်ဥနောက်ချိုမျက်နှာပြတ်သွားတယ်ဘသူတွေလဲဘွားမိတ်ဆိုင်ချမ်းမြေကိုထွက်လာတဲ့တန်ကိုကြားလိုက်ရတယ်အနောက်ကနေရှင်ညိုတို့ဒေါ်ဝင်းတို့လည်းလိုက်ပါလာခဲ့တယ်အဘွားအရေးကြီးလို့ဗျဟေးဘာများတော့ကွကျို့တို့ရွာတက်ကရွာသားတယောက်ပြုတ်သွားလဲဘလို့များဖြစ်ရတာလဲ နေပါဦးဒါတော့ကြုတ်ဝင်ပြောရလိမ့်မယ်ဟဲ့ကောင်တွေမင်းတို့ကလူပြောက်တာလေးနဲ့ဘွားကိုလာပြီးဒုက္ခပေးကြတာလားငါတို့ဘွားကိုလူပြောက်လိုက်ရှာပေးတဲ့လူတို့မများမင်းတို့တွေထိနေကြရလားဒကြုံနောက်ချူကဝင်ပြောတဲ့ကတောင်ထွန်းရွာသူရွာသားတွေလည်းဒကြိပကနဲ့ဝင်ပြီးတော့ထောက်ခံကြတယ်မဟုတ်တာဟုတ်ဗျာရိုးရိုးပြောက်တာဆိုကျွတ်တို့ကဘွားကိုလာပြောပါမလားခမားကလည်းလေဒကြိလုံနေပြီးတော့မစင်းစားတတ်ဘူးလားဘာကွမင်းကများငါ့ကိုစောစောကကား ဒါငါရွာနော်ဟဲ့ကောင်တွေစကားပြောတာတရိပ်ထားကြ ဟုတ်ပါတော့ရွာထဲလာပြီးတော့ဓကြီးကိုစော်ကားရတာအံ့ဩပါရွာလူကြီးဦးနောက်ချူလဲဒေါသထွက်နေတယ်လို့တောင်ထွန်းရွာသူရွာသားတွေလည်းရွာသိရွာသားတွေကိုရန်စကားတွေပြောလာတယ်ဟဲ့ဘိုင်းတာမတွေရန်ဖြစ်ရင်ထိုင်ရတယ်တဲ့ဒါကိုညီတို့ကဘေးကနေမြှောက်ပေးနေတော့ပို့ဆိုးကုန်မှာပေါ့ကဲအခုငါပြောမယ်ညီတို့နဲ့မဆိုင်ရင်ကိုယ့်ရင်ကိုယ်ပြန်ညမဟုတ်ရင်မဲစိန်နဲ့နော်အဆိုးမဆိုးနဲ့ဘာမစိန်က ရွာသူတွေကိုလက်ညှိုးထိုးပြီးတော့ပြောတော့မှအားလုံးငြိမ်ချသွားပါတယ်။တကြီးကျုပ်တောင်းဝင်ပါတယ်ဗျာ။ကျုပ်တို့ရွာလူကြီးမြို့တက်သွားတော့လူကြီးပါမလာဘူးဗျ။ကျုပ်တို့ကအလင်လုံးနေရနဲ့တကြီးဘော်ကိုပြောမိတာတွေဖွေမယူပါနဲ့ဗျာ။ရွာသေးရွာသားတို့ဝင်ပြီးတော့တောင်းပန်တော့မှတကြီးဦးနောင်ကျိုးကျင်းနေသွားတယ်။ကဲလာကြ။ဝိုင်းနဲ့ဝင်ပြီးတော့စကားပြောကြမယ်။ဝါမဲစင်ကရွာသားတွေကိုလှန့်ခေါ်တယ်။တကြီးဦးနောင်ကျိုးလည်းအတူလိုက်လာတယ်။ကျန်တဲ့ရွာသူရွာသားတွေကတော့ အိမ်ပြန်သွားကြတယ်။ပြောစမ်းပါအောင်ကွ။ဘသူများပျောက်တာလဲ။ကျုပ်တို့ရွာသားအောင်ထူပျောက်သွားလို့ဖွာ။ရိုးရိုးပျောက်တာဆိုရင်ကျုပ်တို့ရှားဖွေလို့ရပါသေးတယ်ဗျာ။ဒါပေမဲ့ဒီကောင်ပျောက်တာကတရေဖွက်တာဗျ။ဟေး။တရေဖွက်တာ ဟုတ်လား။ဟုတ်တယ်ဗျ။တရေဖွက်တာ။နေပါဦး။ဘယ်တရေကမင်းတို့ရွာသားကိုဖွက်ရတာလဲ။ဒါကဒီလိုရှိတယ်ဗျာတကြီး။ကျုပ်တို့ရွာအပြင်မှာကွင်းတစ်ခုရှိတယ်။အဲ့ဒီကွင်းမှာ မကြီးပင်ကြီးရှိတယ်။အဲ့ဒီပင်ပါနေတဲ့ပရဲကအတော့ကိုအချောက်လန့်ကျန်းတာဗျ။ညာဘက်ဖားရှာငါးရှာထွက်တဲ့လူတွေကိုချောက်လန့်လုံးလို့ဘသူမှအဲ့ဒီကွမကူမသွားရဘူး။ဒါဆိုမင်းတို့ကောင်ကအဲ့ဒီဘက်ကိုသွားလို့အဖွဲခံရတာပေါ့ဟုတ်လား။ကျုပ်တို့လည်းအဲ့လိုထင်တာပဲဗျ။ဒီကောင်ညာကဖားရိုက်ထွက်တာအဲ့ဒီကွမကိုထွက်သွားတာကိုမြင်တဲ့သူကမြင်လိုက်တယ်။မနက်ကိုရောက်တဲ့အထိပေါ်မလာလို့လိုက်ရှာကြပေမဲ့ဘယ်မှမှမတွေ့ဘူးဗျ။တကြီးဦးနှောင်းချုံနဲ့ ရွာသက်ရွာသားတွေရဲ့အမေးဖြစ်မှာဝါမစိန်လုံးဝမပြောဘဲနဲ့နားထောင်နေ။အဲ့ဒါအဘွားကျုပ်တို့ကိုကူညီပေးပါဗျာ။ဒီကောင်းရဲ့မိမကလည်းကိုဝင်ကြည့်နေဗျ။မွေးလဲမွေးခန်းနေနေပြီ။အခုဒီကောင်ပျောက်တယ်ဆိုလို့သူ့မှာငိုကြီးချက်မနဲ့ဖြစ်နေရှာတာ။အေးလေပျောက်တာဘသူအောင်တို့ဟုတ်လား။ဟုတ်တယ်ဗျအောင်တို့ပါ။အေးလေဘွားစီကိုလာပြီးတော့အကူကြီးတော့တော့လေဘွားတို့တွေလိုက်ခဲ့ပေးမယ်။ဒါပေမဲ့ဒီကလေးပျောက်သွားရတာတရေကြောင့်လားလူကြောင့်လား သူ့ဘာသာတနည်းအားကိုထွက်သွားသလားဆိုတာကတော့ဘွားတို့ဘက်ကမပြောပြနိုင်ဘူးဒါပေမဲ့သူ့ရဲ့မယားစိတ်အေးအောင်တော့အရင်ဆုံးလိုက်ခဲ့ပေးမယ်ဟုတ်ကဲ့ပါဘွားရွာတက်ရွာသားတွေဘွားမစင်စကားကြောင့်ပဲဝမ်းသာတော့ကြတယ်တကြုံအောင်ချုပ်ကမောင်တိုးကိုကဲဘွားကလိုက်မယ်ဆိုတော့မောင်တိုးမင်းလှဲသွားယူကွာကျုပ်သိပါတယ်တကြီးဟာချုပ်ကဘွားအပြိုးကိုစောင့်နေတာဗျမောင်တိုးကဒီလိုပြောတော့ငကြီးအောင်အောင်ချုပ်မောင်တိုးကိုမျက်စောင်းထိုးတယ်ခြေလှင်နဲ့ရွာသားအားလုံးက အရင်ဆုံးပြန်သွားတယ်။ဗောမဲစင်ကတော့မောင်တိုးနဲ့မောင်တို့နွားလဲသွားယူပြီးတဲ့အထိစောင့်နေ။ဘွာရှင်ညိုတယောက်ဗောမဲစင်ကိုခေါ်တယ်။တကြီးဦးနောက်ချုံနဲ့စကားပြောနေတာကြောင့်ဗောမဲစင်ရှင်ညိုကိုလှမ်းမကြည့်တယ်။ကျုပ်ကလိုက်ခဲ့ရမလား။တမီလိုက်ချင်လိုက်ခဲ့လေ။ဒါဆိုကျုပ်ရော လိုက်လို့ရမလား။ဗောမဲစင်ကခွင့်ပြုတဲ့အခါနန်းကြိုင်ကဝင်ပြီးတော့မေးပြန်တယ်။ငါမီးကဘာလိုက်လို့မလဲ ဘာရဲ့မဟုတ်ပါဘူးမမလိုက်သွားရင်ကျုပ်လည်းပြင်းလို့ပါဖွာရဲ့ဟိုကျုပ်ကဘယ်ကိုရောက်နေရလဲမင်းနှမ်းကြလူကြီးတဲ့ကိစ္စရှိလို့သွားတာကိုနီးကနေရတဲ့ကလိုက်ချင်တယ်အမေကလည်းအမေကမလဲနဲ့သူတို့ခေါ်ရင်တော့မှငါမထည့်ဘူးမလိုက်ရဘူးနေခဲ့ဒေါ်ဝင်းကတားတာကြောင့်နန်းကြိုင်ခြေဆောင်လက်ဆောင်နဲ့ငိုတယ်ညီမလေးမငိုနဲ့ညီမလေးလိုက်ချင်ရင်လိုက်ခဲ့ပါတကယ်လို့အကြီးကညီမလေးကိုမထည့်ရင် မမလည်းလိုက်မသွားတော့ဘူးနော်။မငုံနဲ့နော်ညီမလေး။ရှင်ညိုကချော့မှနန်းကြိုင်တိတ်တယ်။မမလိုက်သွား။ကြုတ်မလိုက်တော့ဘူး။ဟော။ဘာဖြစ်ရပြန်ပြီလဲ။နန်းကြိုင်ရေဆော့ကြမယ်လေ။ရှင်ညိုမင်းနေတော့နန်းကြိုင်ရဲ့ဆော့ဖို့ဆော့ဘက်တွေရောက်လာတယ်။အစောကငိုယုံနေတဲ့နန်းကြိုင်မျက်နှာချက်ချင်းပဲရှင်ပြသွားတယ်။အေးငါလာပြီ။မမကြုတ်သွားဆော့တော့မယ်။မလိုက်တော့ဘူးနော်။ဒီလိုပြောပြီးတော့ရှင်ညိုနေကနေထွက်သွားတယ်။အဲ့ဒါပဲကြည့်။ငိုလိုက်ရှိလိုက်နဲ့တကယ်ကိုကလေးပါ၏။ တော်ဝင်းကနန်းကြိုင်ကိုပြောတော့ရှင်ညိုလည်းပြောမိတာကြည့်နေပါတယ်။ကျို့တို့ဘွားကတော့ဒီမြေတီသမီးတွေနဲ့မပြင်းရပါဘူးဗျာ။ဟုတ်ပါမောင်နှုံချိုးသူတို့ရဲ့ရှိတော့အိမ်ကအတန်လေးကိုစားနေရပဲမဆက်လည်းမပိတ်ရနားလည်းမပိတ်ရဘူးကွ။ဝါမစင်ကတကြီးဦးနောက်ချိုးစကားကိုထောက်ခံပြီးတော့ပြောင်းရယ်။ခဏကြာတော့မောင်တို့နဲ့မောင်အောင်နွားလေးယူပြီးတော့ရောက်လာတယ်။မြေဝင်းအမေတို့ချင်းနေကြည့်ပြီးတော့ပြန်လာတဲ့ပြန်လာမယ်။ဒါပေမဲ့ညာအိတ်တဲ့ရင်လည်းအိတ်ဖြစ်မယ်။ ဟုတ်ကဲ့မေမမဝင်းတို့အတွက်ဆက်ကြပါဘွာကျုပ်တို့ဒီဟာလုံးရဲ့စောင့်ရှောက်မှုအောက်မှာသူတို့မိသားစုရှိပါတယ်အေးကွယ်မောင်နှောင်ချိုမင်းအမနဲ့ဒူမကိုကြည့်လိုက်ဦးဘွာတို့သွားတော့မယ်ဘွာမစိန်ရှင်ညိုတို့လည်းမောင်တို့နွားလေးဘော်ကိုတက်ပြီးတော့နေရာယူပြီးထိုင်နေဘွာမစိန်တို့လဲဘော်ကိုရောက်တာနဲ့မောင်တို့ကနွားလေးကိုစတဲ့မောင်းနေလိုက်ပါတယ်ရွာသိရွာနဲ့တောင်ထုံးရွာကတိတ်မဝေးဘူးဒါပေမဲ့လည်းညာဘက်ပြန်ရရင်တော့အခက်အခဲမရှိသေးဘူးမောင်တို့ရဲ့နွားလေးနဲ့တော့ ထွက်လာခဲ့ခြင်းဖြစ်တယ်။ဝါမဲစင်တို့ရွာသိရွာကိုရောက်တော့ရွာသိရွာသားတွေဟာဟိုတစုတီတစုနဲ့စကားပြောနေကြတာကိုတွေ့ရတယ်။ဝါတို့လာပြီဟဲ့။တောင်ဝိုင်းကအကြီးများတို့အိမ်ကိုခေါ်ခဲ့ကြ။တရားတော်ပေါက်ထောက်ပြီးတော့ဝါမဲစင်တို့ကိုအကြီးများအိမ်ကိုခေါ်လာတယ်။ကဲလာကြ။ထိုင်ကြပါ။အကြီးများကဝါမဲစင်တို့ကိုထွက်ပြီးတော့ကြိုးတယ်။ဝါမဲစင်တို့ရောက်လာမှကိုတီးလို့အဲ့ခံမို့လဲကြိုတင်ပြင်ဆင်ထားပုံရတယ်။ဟဲ့အောင်ထုမရ။လှဖို့ကိုသွားခေါ်။သွားခေါ်ပြီးအကြီး လှပေါ်ရောက်ပါပြီ။ကိုဝင်ကြီးနဲ့အဝယ်စားဖျို့ဖျင်းနဲ့မလှပေါ်ရောက်လာတယ်။ဘွားမစင်ကိုမြင်တော့မလှပေါ်ကအမလီဘွားရဲ့ကျုပ်ယောက်ျားကိုမကန်နိုင်ဘူးလား။အစားကြည့်ပြီးတော့ငိုတန်ထွက်လာတယ်။ဟဲ့လှပေါ်ညီးကကိုဝင်ကြီးနဲ့လीငိုပါနဲ့ဟောဒီမှာအဖွားကလည်းလိုက်လာပြီလေ။ညီးငိုရုံနေလို့အဖွားဆိတ်လျှော့ပြီးတော့ပြန်သွားအောင်မယ်။ဟုတ်ပါမလှပေါ်မငိုပါနဲ့တော့ဘေးကလူတွေဝိုင်းပြောမှမလှပေါ်အငိုတိတ်သွားတယ်။ဟောတာကလှပေါ်ဟုတ်တယ်နော်။ ဝမ်းမဲ့စင်ကမေးတော့မလှဘောကောင်းချင်းနေဟုတ်တယ်ဘွာအေးညီယောက်ျားပြောက်တာကိုဘွားသိပြီပြီဒါကြောင့်လဲရှာပေးဖို့လိုက်လာခဲ့တာအားကိုးပါတယ်ဘွာရဲ့ကျုပ်မကျုပ်ယောက်ျားကိုအောင်ထူးပဲရှိတာဒေလင်နာမရှိရင်ကျုပ်ဘွားတော့စုံမြေဘွာမလှဘောကပြောပြီးတော့ငိုရဲဒါပေမဲ့သူ့ရှေ့မှာထိုင်နေတဲ့အကြီးများမျက်နှာကိုကြည့်ပြီးတော့ချက်ချင်းပဲမျက်နှာကိုတီးတယ်ဘွားမဲ့စင်ကလည်းမလှဘောကိုမေးစာရှိတာတွေမေးတယ်မလှဘောကလည်း မချွေးမချံအကုန်လုံးပြန်ပြောတယ်။ဒါဆိုရွာသားတွေပြောတယ်လို့ပဲအဲ့ဒီကွန်ဘက်ကိုတွားရကနေပျောက်သွားတာပေါ့။ဟုတ်ပါတယ်မေကြီး။ကောက်ဆိုင်လို့ပြီးတဲ့ချင်းဆိုတော့အပေါငွေလေးရောင်လို့ညဘက်ဖားရှာငါးရှာထွက်နေကြပါ။ကျို့သူ့ကိုအဲ့ဒီကွန်ဘက်ကိုမတွားဖို့လဲအကြင်ကြီးမှားပါတယ်။ဒါကိုဒင်းကနားမထောင်တာ။ဒါဆိုအဲ့ဒီကွန်တွေကအချောက်လှန်ကြံတာပေါ့ဟုတ်လား။ဟုတ်ပါတယ်။ကျို့တို့တော်မှနေဘက်ဆိုလေတော်တွေကိုဆင်းရတာ မရှိတဲ့သူတွေကြတော့ညဘက်မှာဟင်းစားလေးရှာပြီးတော့အပူငွေကရှင်းရသေးတာသူတို့သွားတာအဲ့ဒီဘက်ကနေကကျန်းနေတခုခုဆိုအဘိုးကိုခွန်တောင်းသွားခွန်တောင်းလို့ပြောတာနဲ့ဂျားကလည်းအဲ့ဒီကောင်မယောက်ျားကမိုက်တီမိုက်ကန်နဲ့သွားလို့အခုလိုဖြစ်ရတာလေအကြီးမားကပြောတော့ဘွားမစိန်ကောင်းချင်းနေဒီလိုဆိုတော့ကျုပ်တို့ဒီညရွာမပြန်တော့ဘူးအတိကကျန်းနေဆိုတဲ့ကွင်းကိုသွားကြည့်အောင်မေဟိုကလေးမလှဖို့လဲမစိုးရင်နဲ့ညယောက်ျားမသေးသေးဘူးဘွားမစိန်ကပြောတော့ မလှပေါ်တရားဝန်တာသွားတယ်။ဖာမစင်တို့လည်းအကြီးများအိမ်မသာနေခဲ့ကြပြီးအကြီးများကစကားအပြောကောင်းလို့ဖာမစင်တို့ဟာအကြီးများနဲ့အဆင်ပြေတယ်။အကြီးများရွာအကြောင်းတွေကိုပြောလိုက်အကြီးများသားနဲ့သမီးကမြေဝဲလော်တွေချပေးလိုက်လက်ဖက်ရည်တွေထည့်ပေးလိုက်နဲ့ရင်သွေးအိုးလေးကိုဖြည့်ပေးလိုက်နဲ့အလုံများနေတယ်။ကိုကြီးတို့ဟေးရှင်ညိုကမောင်တိုးကိုလက်တို့ပြီးခေါ်တယ်။မောင်တိုးနားနီးကိုကပ်ပြီးတော့ဖိုးအမကိုသဘောမကျဘူးလားဒီလိုပြောတော့မောင်တို့မျက်လုံးပြူးကြီးနဲ့ အကြီးမားသမီးကိုကြည့်တယ်။ကျုပ်ပြောတာကြားလား။ရှင်ညိုကထပ်ပြီးပြောတော့မှဘာတွေပြောနေရလဲရှင်ညိုကြားသွားရင်အာနာဆရာ။မောင်တို့ကပြောရှာတယ်။ရှင်ညိုကပြုံးတယ်။မောင်အိုးလည်းရှင်ညိုနဲ့မောင်တို့ကိုအလေးကပ်လာပြီးတော့ဘာတွေပြောနေကြတာလဲ။ကိုကြီးရောအေး။ကိုအမကြီးနဲ့ကိုကြီးတို့နဲ့မလိုက်ဖက်ဘူးလား။ဟေးအေးလိုက်ဖက်တယ်လေ။ဟာဗျာဘာတွေပြောနေကြတာလဲ။မောင်အိုးနဲ့ရှင်ညိုတို့ပြောတဲ့စကားတွေကြောင့်မောင်တို့အနေခက်တယ်။သူ့အတန်ဟာ အနန်းငယ်ကျေတောင်သွားတယ်။ဘွားမစိန်နဲ့အကြီးမားတို့တောင်မှမောင်တို့တို့ကိုကြည့်တယ်။ဘာတွေဖြစ်နေကြတာလဲကွ။ဘာမှဖြစ်ပါဘူးဘွား။ဒေးတိုင်းမဲ့စကားပြောနေကြတာပါ။ဘွားမစိန်လည်းအကြီးမားနဲ့စကားဆက်ပြောတယ်။ရှင်ညိုကမောင်အောင်အနာကပ်ပြီးတော့ကိုကြီးရောအဲ့ဒီအမကြီးကကိုကြီးတို့နဲ့ညားကိုညားလိုက်မယ်။ဟာတကယ်လားငါညမရဲ့။တကယ်ပါဆုံးနေကျုပ်သေးတယ်။အဲ့အမကကိုကြီးတို့ကိုအတော့ကိုချင်မှာ။ဒီလိုဆိုငါးကောင်ကြီးကိုစိတ်ချရပြီပေါ့။ ငါမလေးဒိန်းဒီတက်လူပြိုကြီးဘွားကနေကျုပ်မကျုပ်ပါမလားလို့စိတ်ပူနေရတာမပူပါနဲ့ကျုပ်မသိချရတယ်။အေးဟာဝမ်းတာလိုက်တာငါညမရမောင်ဦးကမောင်တို့အတွက်ဝမ်းတာတယ်မောင်တို့ကတော့ကြောက်ရွံ့ကြီးလိုပဲငြိမ်းနေတယ်လက်ဖက်စားကြပါဦးအမလီမြတ်စွာဖေဟာအကြီးမားသမီးမခင်ချက်ကလက်ဖက်တုပ်ပကံကိုမောင်တို့ကိုကမ်းပြရငကိုကရှက်နေတဲ့မောင်တို့အလန့်တကြဖြစ်သွားတယ်ဟဲ့မိခင်ချက်အဲ့တဲ့ကိုလောက်အောင်လို့ဘာသာလုပ်တာလဲညီးက အမေရဲ့ကျုပ်ကသူ့ပြင်းနေတလားလို့လက်ဖက်အုပ်လေးကမ်းမိတာပါဘာမှလည်းမလုပ်ရပါဘူးတော့တကယ်ပါပဲယောက်ျားကြီးတမ်းမဲ့အသေးကိုငယ်လုံးနေမကင်ချက်ကအကြီးများရဲ့စုပ္ပတာခံလိုက်ရလို့မောင်တိုးကိုမျက်ဆောင်ထိုးပြီးထွက်သွားတယ်။အူချောင်ချောင်ပုံစံလေးနဲ့ကြိုင်ခဲ့တဲ့မောင်တိုးဖြစ်ကိုကြည့်ပြီးတော့ရှင်ညုံနဲ့မောင်အောင်လေအတန်တိတ်ပြီးတခွခွနဲ့ကြည်ကြမောကြပါတယ်။ညာဘက်ကိုရောက်တဲ့အခါမှာတော့ဖွားမဲ့စိန်မောင်တိုးမောင်အောင်နဲ့ရှင်ညုံတို့ကသာခေါ်ပြီးတော့အချောင်းလန့်ကြမ်းနေဆိုတဲ့ကွန်းဘက်ကိုထွက်လာတယ်။ ရွာသားတွေလိုက်ခဲ့မယ်လို့ပြောကြပေမဲ့ဘွားမဲဆိုင်ကမလိုက်ဖို့အတွက်ဒါမြစ်တယ်။မီးတုပ်တွေမယူခဲ့ကြနဲ့ကွ။ဒင်းတို့ကမီးမကြိုက်ဘူး။ဟုတ်ကဲ့ဘွား။မီးတုပ်တွေယူလာတဲ့မောင်တိုးနဲ့မောင်အောင်မီးတုပ်တွေကို ထားခဲ့ရတယ်။လမ်းရောင်အောက်မှာတောင်မွေးလေးကိုထောက်ပြီးဘွားမဲဆိုင်ကမောင်တိုးတို့အနောက်ကနေလိုက်လာတယ်။ဘွားကြီးရွာသေးရွာသားတွေပြောတာကအရှိကမကြီးပဲဖြစ်ရမယ်။လမ်းရောင်အောက်မှာတပိနဲ့ထိတိကြီးဖြစ်နေတဲ့မကြီးပင်ကြီးဟာမကောင်းစိုးဝါးတကောင်ငုတ်တုတ်ထန်နေပုံနဲ့တူတယ်။ မောင်ရင်တို့ဒီနောက်မှာပဲနေခဲ့ဘွားတို့သွားကြည့်မယ်ဟုတ်ကဲ့ဘွားတတိလေးတော့ထားနော်အေးပါဘွားမဆင်းတဲ့ရှင်ညို့တို့ဟာမကြီးပင်ကြီးစီကိုထွက်လာခဲ့ကြတယ်မကြီးပင်အောက်မှာအတော်လေးကိုအမှောင်ကျနေတယ်အဘွားတတိလေးတော့ထားမှာဖြစ်မယ်ဒီတဆေးကတိုက်ခိုက်လာနိုင်တယ်ရှင်ညို့ကပြောတဲ့ချိန်လေတွေကတော့ဟောနဲ့တိုက်ခိုက်လာတယ်ဒီချိန်မှာဘုတ်ရှိဆိုတဲ့တန်တဲ့တူမန်ဖီတန်ကိုပါချရတယ်အမောင်ထဲမှာမြင်နေရတဲ့မျက်လုံးညီကြီးနှလုံးအား ဝါမက်စင်တို့နီးကိုရောက်တဲ့အခါမှာတော့ချင်းကျိုးကသူ့ရဲ့ချီလေးတင်းကဓာတ်တွေကိုထုတ်ပြီးတော့မျက်လုံးနေကြီးရှိရာကိုပြစ်ပေါက်တယ်။ဟဲ့ကောင်။နေငါရုံလုံးမပြပဲနဲ့ငါကိုရန်လိုချင်နေပေါ့ဟုတ်လား။ထွက်လာခဲ့စမ်း။ဝါမက်စင်ကဆင်ခေါ်တယ်။ချင်းကျိုးလည်းဘေးပညာကိုမျက်လုံးဝှေ့ပြီးကြည့်တယ်။ဒီချိန်မှာပဲဘွာကျုပ်တို့ကိုမြေကြီးခန်းတွေနဲ့ပြစ်ပေါက်နေတာ။တေဝူကြီးနဲ့ဝန်ရောက်လာတဲ့ခဲလုံးတွေကိုချင်းကျိုးကရှောင်ပြီးတော့ပြောတယ်။ဝါမက်စင်လည်းတောင်မွေးကိုမြေပေါ်စောင်းချပြီးတော့ မဲစိန်ကိုဒင်းကစမ်းကြည့်နေတာပဲမဲစိန်နဲ့ဟဲ့ငါအရှိကိုအခုချက်ချင်းအရောက်လာခဲ့စမ်းရောက်မလာရင်ငါအကြောင်းကောင်းကောင်းသိသွားမယ်အဲ့လိုကျင်းသွားတဲ့ချိန်မှာပဲအားဆိုတဲ့အော်တန်ကြီးနဲ့တူတူမကြီးပင်ကြီးဘောကနေဘုတ်ဆိုတဲ့ပြုတ်ကျတဲ့တန်ကိုထပ်ပြီးတော့ကြားလိုက်ရတယ်နင်မတူလဲကျုပ်ဘိုးပေါက်ပါဘဲကဘိုးပေါက်လဲဒီမကြီးပင်မှနေတဲ့တဆေဘိုးပေါက်ပါဘဲကဖားရှာငါးရှာထွက်တဲ့ကလေးကို၆နှစ်နေတဲ့တဆေလားမဟုတ်ရပါဘူးဗျာ ျုပ်ပိုင်တဲ့နေရာမှာမခန့်လေးစားလုပ်တဲ့သူကိုသာခြောက်လန့်မိတာပါ။ဘာမဟုတ်ရမှာလဲ။နင်းအเจ้าကအကုန်သိပြီပြီ။ပြောစမ်း။နင်းရွာသားတယောက်ကိုဖွက်ထားတယ်မဟုတ်လား။အဲ့ဒီကောင်လေးကိုအခုပြန်ထုတ်ပေး။ငါ့ကိုအားခံရင်တော့နင်းကိုအပြစ်ပေးခံရမယ်ဆိုတာအမေနဲ့ကျုပ်ကျုပ်ကတော့အပြစ်မပေးပါနဲ့ဗျာ။ကျုပ်ပြောပါမယ်။ကျုပ်ကမက်ကိုရောက်ရင်အနေငယ်ခြောက်လန့်တာတော့လုံးဝပါတယ်။ဒါပေမဲ့ဒီကောင်ကကျုပ်နေတဲ့ပင်ကိုသေးနဲ့ပန်းသွားတာဗျ။ဒါတော့မကသေးဘူး။ ကျုပ်ကိုလည်းမူးမူးနဲ့ဆဲဆိုသေးတယ်ဒါကြောင့်မလို့မှတ်လောက်အောင်လို့အပြစ်ပေးမိတာပါတစိဘိုးပေါက်လည်းဖြစ်ကြောင်းကောင်းစင်ပြပြရှာတယ်တစိဘိုးပေါက်ဘွားမဆင်ကိုအရန်ကိုကြောက်လန့်နေပုံရတယ်ခါကြီးကုန်းပြီးတော့တေယုတသေးကိုပြောနေတာဒီကောင်လေးကိုလည်းအပြစ်ပေးထားပြီဆိုတော့ကျင်းနေလိုက်တော့ရွာကလူတွေကိုလည်းငါပြောပေးထားမယ်နေလဲ၆တလန်းတာတတ်မလုံမိစင်နဲ့လောက်ခဲ့တာရှိလို့ငါနားလေးကိုရောက်တာနဲ့မင်းကနေနေတဲ့အပြင်မှာ မေးလံပြရလိမ့်မယ်ကြားလားဟုတ်ဟုတ်ကဲ့ပါခင်ဗျာတစေဘိုးပေါက်လည်းဘွားမစိန်ပြောတာကိုခေါင်းကိုညှိပြီးပြန်ပြေးတယ်ပြီးတဲ့နောက်သူနေတဲ့မကြီးပင်ရဲ့ပင်စီနီးကိုသွားပြီးအထဲကအရာကိုလက်နဲ့ဆွဲထုတ်တယ်ဘာလို့မလို့လဲကျုပ်ကျုပ်တောင်းမှမှာလေဗျာကျုပ်ကျုပ်ကျုပ်ကိုဘာမှမလုပ်ပါနဲ့အောင်ထုရဲ့အတန်တွေထပ်ပေါ်လာတယ်မကြီးပင်အောင်မငုတ်တုတ်ထိုင်က အော်ဟိနေတဲ့အောင်ထုကိုရှင်ညိုကဆွဲပြီးတော့ခေါ်လာခဲ့ရတယ်ရပြီနင်းသွားလို့ရပြီ ။ဒစေဘိုးပေါက်လည်းဘွားမစင်ခွင့်ပြုတာနဲ့နေရာကပျောက်သွားတယ်။ရှင်ညိုကသူ့ရဲ့တတိုလေးကိုရှာတယ်။တတိုလေးကမကြီးကိုင်းအကျိုးတစ်ခုမှစိုက်နေပြီးတော့ဆွဲထုတ်ပြီးတော့နှုတ်ယူရတယ်။သွားကြမယ်လေ။တောက်မိန်မစိတ်ပုံနဲ့ရှာတယ်။ရှင်ညိုကပြောတော့အောင်တို့ဝန်တာအာရနဲ့ခေါင်းကိုညှက်မိလိုက်လာတယ်။မောင်တိုးနဲ့မောင်အောင်လည်းအောင်တို့ကိုမြင်တော့ဝန်တာသွားတယ်။ပြန်ညမယ်ကွ။အောင်တို့ကိုလည်းတေချာခေါ်ခဲ့အောင်။ဟိုမှာသူ့ရဲ့မိန်မကမျောနေတော့မယ်။ဟုတ်ကဲ့ဘွာ။ မောင်တို့တို့လည်းအောက်ထုကိုအတူခေါ်လာတယ်။အောက်ထုကဘွားမဆိုင်တို့ကိုကျေးဇူးတင်ကြောင်းလမ်းမှာတတတော်ပြောတယ်။ရွာကိုပြန်ရောက်တော့အမလီကိုအောင်ထုကျုပ်မှစိတ်ပူလိုက်ရတာတော့မလဘောအောင်ထုကိုပွေးဖက်ပြီးတော့ငိုတယ်။ငါမှားတာပါလှဖို့ရာငါမှားတာအရက်တောက်တာများသွားလို့မလုတဲ့နာကိုလုံးမိလို့အခုလိုဖြစ်ရတာ။ဘာပြောတယ်။ဒါဆိုတော့အရက်တောက်ပြီးတော့တရဲကိုအပြစ်လုံးမိတာပေါ့ဟုတ်လား။အေးဟာငါလေသူနေတဲ့အပင်ကိုတိတ်နေပန်းပြီးတော့သူ့ကိုဆဲဆုံမိတာ ဒါကြောင့်ငါငါအပြစ်ဟာမသားကြီးဟာအမလီပြမလဘိုကအောင်ထူးကျော်ခွန်ကိုတဘုံဘုံနဲ့ဆွဲပြီးရိုက်တယ်အောင်ထူးကမလဘိုရိုက်ချက်ချောင်းကြောကော့ပြီးတော့ထွက်ပြေးရတယ်ဘွားမိတ်ဆိုင်တို့လည်းအောင်ထူးတို့လေမြအဖြစ်ကိုကြည့်ပြီးတော့ကြီးမောနေကြတယ်အိညာကအတော်လေးလက်မောချုံနေပြီဖြစ်တာကြောင့်ဘွားမိတ်ဆိုင်တို့လည်းအကြီးများအိမ်မသာအိတ်ခရရတယ်မိုးလင်းတော့မှတောင်ထွန်းရွာကိုပြန်လာခဲ့ပါတယ်